အခုမှအသေးသေးစီလာတဲ့ဒီကုလေးစီလို့ဆိုတဲ့အပပလေးတဲ့ကနေကျွန်တော်ဒေါ်လာအစဲရောင်နဲ့ပတ်စံထုတ်ပြပေးတော့မှာဖြစ်ပါလိမ့်ဒေါ်လာအစဲရောင်နဲ့ပတ်စံထုတ်တဲ့အခါမှာဆိုရဲပေါ့နော်လူခေါ်စရာလူလားလူခေါ်စရာမလူဘူးလားဆိုတာလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးထဲမှာပတ်စံထုတ်နည်းနဲ့သူအသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါလိမ့်စိတ်ဝင်စားတဲ့ဆိုရဲကျွန်တော်ရဲ့ဒီ YouTube channel လေးကို subscribe ပါလိမ့်နှိပ်ထားပေးဖို့တောင်းဆိုချင်ပါလိမ့်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစာလိုက်ရပြီးအခုမှအသေးသေးစီလာတဲ့ဒီကုလေးစီလို့ဆို တဲ့ app လေးကိုကိုဒိုဒိုအနေနဲ့အသုံးပြုပတ်အသုံးပြုနီး download ဆွဲပို့ဆွမ်းနီးလေးကိုအသေးစိတ်တီးချင်တဲ့ဆိုရက်ပေါ့နော်ကျွန်တော်အစီဗီဒီယိုမှာတည်ပေးခဲ့တဲ့ဒီဗီဒီယိုလေးကိုတွားကြည့်လိုက်မယ်ဆိုရင်ကိုလူတို့ကအသေးစိတ်တီးစီနားလည်မှာပဲဖြစ်ပါလိမ့်ဒီ crazy လွေးဆိုတဲ့ app လေးကဆိုရက်ပေါ့နော်မြန်မာနိုင်ငံအသုံးပြုခွင့်မပေးသေးတော့မလို့ကိုလူတို့အနေနဲ့ download ဆွဲတဲ့အခါမှာဆိုရင်အခက်ခဲတစုံတရာမြေတွေ့ရမှာဖြစ်ပါလိမ့်ဒါကြောင့်မလို့ကျွန်တော်တည်ပေးထားတဲ့ဒီဗီဒီယိုလေးကိုတွားကြည့်လိုက်မယ်ဆိုရက်ပေါ့နော် download ဆွဲပို့ဆွမ်းနီးလေးကိုကိုလူတို့အနေနဲ့ အသေးစိတ်တစီနားလည်မှာပဲဖြစ်ပါတယ်ဒီခလစီလွဲဆိုတဲ့ပလီကားဆိုရဲ့ပေါ်တော့ကျွန်တော်တို့ဒေါ်လာအစိတ်ရောင်နဲ့ပတ်စံထုံးလို့ရလို့ပေါ်တော့ဒီ quite အဝါရောင်နဲ့လည်းပတ်စံထုံးလို့ရမှာဖြစ်ပါတယ် okay ဒီနေ့ video လေးထဲမှာကျွန်တော်ကဒီဘောင်လေးအတုံးပြုတ်ပုံအတုံးပြုတ်နီနဲ့ပတ်စံထုံးပုံထုံးနီလေးကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ app လေးကိုကျွန်တော်တို့ download ဆွဲလို့မရသေးတဲ့သူတွေဆိုရဲ့ပေါ်တော့ download ဆွဲမယ်ဆိုရင်ကျွန်တော်ပေးထားတဲ့ link ကနေတစ်ချက်ဝေလိုက်ပေါ်တော့ဒီနေရာလေးကိုရောက်စီလာမှာဖြစ်ပြီးတော့ကိုလူတို့ကဒီမှာ download now ဆိုရဲ့ ေရာလေးကိုတချင်နှိပ်ပစ်လိုက်ပေါ့။ Okay ဒီလိုနှိပ်ပစ်လိုက်ပြီဆိုရင်ဒီခေါ်ခဲ့ please လို့တမ်းမှာပေါ့နော်။ Crazy လို့ဆိုတဲ့ app နေနဲ့ logo လေးကိုတင်ချကြည့်ပြီးတော့ install လုပ်ပေးရမှာဖြစ်ပါတယ်။ဒီ app လေးရဲ့ update ကိုလည်းဒီအောက်မှာတွားကြည့်လို့ရမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီ Crazy လို့ဆိုတဲ့ app လေးကျွန်တော်တို့ရရှိလာပြီဆိုရင်ပေါ့နော်ဒီကောင်လေးထက်ကိုတချင်ဝင်လိုက်ပေါ့။ Okay အကောင့်တစ်ခုနဲ့အကောင့်ပြုလုပ်ပေးလိုက်ပေါ့။ဒီနေရာလေးကိုရရှိလာပြီဆိုရင်ကျွန်တော်ကဒီအစီဗီဒီယိုမှာပြောပြပေးခဲ့တဲ့ပေါ့နော်။ဒီ app လေးအကြောင်းအရာကိုဒီနေ့ video ူလေးထဲမှာဆိုရဲကျွန်တော်ကဒီဘောင်းလေးထဲကနေဒီပတ်စံဆောက်ပူဆောင်းဒီလေးကိုအသေးစိတ်ပြောပြပေးမယ်ပေါ့နော်။ Okay ကျွန်တော်တို့ဒီဂဲလေးတွေကိုကျွန်တော်တို့ကစားလို့ရရှိလာတဲ့ quality တွေကပေါ့နော်။ဒီဘောင်းလေးထဲကိုရရှိလာမှာဖြစ်ပါလိ။ဒီဘောင်းလေးထဲကိုကျွန်တော်တို့ရရှိလာပြီဆိုရဲပေါ့နော်။ဒီဘောင်းလေးထဲကနေပတ်စံထုတ်ဖို့ဘောင်းတွေလှုပ်ဆောင်ရမလဲဆိုတာလေးကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါလိ။ Okay ကျွန်တော်တို့ဂဲဆောက်လို့ရရှိလာတဲ့ quality တွေကဒီဘောင်းလေးထဲကိုကျွန်တော်တို့ရရှိလာမှာပေါ့နော်။ရရှိလာတဲ့ဒီဘောင်းလေးထဲက ကွိုင်လေးတွေကိုကျွန်တော်တို့အပြေကိုပြန်ထုံးမယ်ဆိုရဲပေါ့နော်သူပေးထားတဲ့တက်စတီကိုလှုပ်ဆောင်ပေးရမှာဖြစ်ပါလိပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီမှာပေါ့နော်အချိတ်တိုက်ဆိုရဲနေရာလေးပေါ့နော်ဒီကောင်လေးကဆိုရဲသူကနှစ်ရပီထားမှာဖြစ်ပါလိကျွန်တော်မှဆိုရဲဒီမှာ83ခုစီနေပြီပဲဖြစ်ပါတယ်ပေါ့နော်ဒီကောင်လေးတွေကိုကျွန်တော်ပြီဖို့ဆိုရဲဒီအောက်ကကောင်လေးတွေကိုကျွန်တော်တို့ကလှုပ်ဆောင်ပေးရမှာဖြစ်ပါလိဒီအောက်ကကောင်လေးတွေကိုကျွန်တော်တို့လှုပ်ဆောင်မယ်ဆိုရဲပေါ့နော်ကိုလူတို့ကဘာမှအခက်အခဲစရာမလိုပါဘူးကျွန်တော်တို့ဂိတ်လူတွေကိုကစားပ ပေးရုံနဲ့ရာစီပီပေါ်လို့โอเคဒီနေရာလေးမှာဆိုရင်ကျွန်တော်ကဂိတ်တပွဲကိုကစားပြပေးမှာဖြစ်ပါတယ်စတက်ဂိတ်ဆိုရင်နေရာလေးကိုတက်ချင်းနှိပ်ပေးလိုက်ပေါ့โอเคဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာဂိတ်လေးတွေကိုကစားပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီဂိတ်လေးတွေကကစားရတာအရာကိုလွယ်ကူပါတယ်ကျွန်တော်တို့ဒီမှာကြောက်ခဲလေးတွေကိုပေါ့နော်နေရာချပြီးတော့ဒီဝေးဝော်လေးတွေကိုကျွန်တော်တို့ကဒီပြပောက်ပေးရမှာပေါ့နော်โอเคကျွန်တော်တို့ဒီလိုပြပောက်ပေးတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကအနိုင်ရရှိသွားမှာဖြစ်ပါတယ်အနိုင်ရရှိသွားတဲ့အခါမှာဆိုရင်ဒီမှာ quality တွေရရှိလာမှာဖြစ်ပြီးတော့ ဒီအမဆွေကျွန်တော်တို့ကပေါ့နော်ဒီကမကွိုင်လေးတွေလည်းရရှိလာမှာဖြစ်ပါတယ်ဒီအကကွန်ဖရင့်ဆိုတဲ့နေရာလေးကိုတချင်နှဲပေးလိုက်ပေါ့နော်ရရှိလာတဲ့ကွိုင်လေးတွေကဒီဘောင်လီတက်ကိုဝေသွားမှာကိုမြေသွေးရောက်မှာဖြစ်ပါတယ်โอเคဒီဘောင်လီတက်ကိုကျွန်တော်တို့တချင်ဝေလိုက်ပေါ့နော်ဝေလိုက်ပြီးဆိုရင်ဒီအမကျွန်တော်တို့ကကမကွိုင်လေးတွေရရှိလာမှာဖြစ်ပြီးတော့ဒီအမဆွေလည်းပဲကျွန်တော်တို့ကဒီဒိုင်မော်လေးတွေကိုရရှိလာမှာဖြစ်ပါတယ်ဒီကောင်လေးတွေကိုကျွန်တော်တို့ဒီအဝါရောက်ခလုံးလေးကိုတချင်နှဲလိုက်မယ်ဆိုရင်ပေါ့နော်ဒီလိုအနေနဲ့ရရှိလာပြီးဆိုရင်ပေါ့နော်ဒီအောက်ကကောင် လေးကိုတစ်ချက်နှိပ်လိုက်ပေါ့ဒီနေရာလေးမှာကျွန်တော်တို့ကဒီ83ခေါင်းนี่ပေါ့เนาะ84ဆိုပြီးတော့အဲတဲသွားပြီပဲဖြစ်ပါတယ်ဒီကောင်လေးကျွန်တော်တို့နှစ်ရပြီးသွားတဲ့အခါမှာဆိုရပေါ့เนาะဒီရစီလာတဲ့ဒီ꽌လေးတွေကိုကျွန်တော်တို့ကဒီမှာဝယ်လို့ all အနေနဲ့ထုတ်ခွင့်ရမှာဖြစ်ပါတယ်ဒီကောင်လေးမပြီးသေးဘူးဆိုရင်ကျွန်တော်တို့ကဒီမှာဝယ်လို့ all ဆိုရင်နေရာလေးကိုတစ်ချက်နှိပ်လိုက်တဲ့အခါမှာဆိုရပေါ့เนาะဒီမှာသူပေးထားတဲ့လှူဆောင်ခြင်းတွေကိုကိုလူတို့ကလှူဆောင်ပေးရမှာဖြစ်ပါတယ်ဒီကောင်လေးတွေကိုကျွန်တော်တို့ရစီပြီးဆိုရပေါ့เนาะကိုလူတို့ကဒီသူပေးထားတဲ့ဒီ200က ကပြီလာမှာဖြစ်ပါတယ်။နေရပြီသွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီထက်ကနေ꽌အဝါရလေးတွေကိုထုတ်ခွေရမှာဖြစ်ပါလိမ့်။ဒီကောင်လေးတွေကိုလည်းနောက်လည်းသိစီမယ်လို့ထင်တယ်ပေါ့နော်။ Okay ။နောက်တစ်ခုကိုကျွန်တော်တွားလဲရအောင်။နောက်ထပ်တစ်ခုကဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်။ဒီအောက်ကဘောင်လေးတစ်ခုကိုတစ်ချေဝတ်လိုက်ပေါ့။ဒီဘောင်လေးကဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲပေါ့နော်။ဂိတ်စိုးတဲ့အခါမှာဆိုရင်လေပဲအလိုက်ကျွန်တော်တို့ကဒီမှာအတူပေးထားတဲ့ဒီအဝါဒန်းလေးကပြီလာမှာဖြစ်ပါလိမ့်။အဝါဒန်းလေးပြီလာတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီဒေါ်လာအစက်ရောက်လေးတွေကိုရရှိလာမှာဖြစ် ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်အစင်းမှာပြောခဲ့လို့မျိုးပဲဒီဒေါ်လာအစက်ရောက်လေးတွေကပေါ့နော်လူခေါ်ဆရာမလို့ပဲနဲ့ဂိတ်ဆောယုံနဲ့ကျွန်တော်တို့ကဒေါ်လာအစက်ရောက်လေးတွေကိုရာစီလာမှာဖြစ်ပါတယ်ရာစီလာတဲ့ဒေါ်လာအစက်ရောက်လေးတွေကိုကျွန်တော်တို့ကဒီထဲကနေပေါ့နော်အလွယ်တကူယူပြီးတော့ကိုတို့တို့အနေနဲ့ဒေါ်လာအစက်ရောက်လေးတွေကိုပတ်စပ်ပြထုတ်လို့ရမှာဖြစ်ပါတယ် okay ကျွန်တော်တို့ဒီအကောက်ဘောင်ဒီထက်ကိုတစ်ချစ်ပြဝေးမှာပေါ့နော်ပြဝေးပြီးတော့ကျွန်တော်တို့အပေါ်မှာဆွေပေါ့နော်ဥဂျူပုံစံလေးနဲ့ဒီခါလေးကိုတစ်ချစ်နှိပ်ပေးလိုက်ပါ โอเคဒီလိုနှိပ်ပြလိုက်ပြီးဆိုရင်ကျွန်တော်တို့ကပေါ့နော်မစ်စင်တန်းတွေထဲမှာရောက်စီလာတဲ့ဒီကောက်လေးတွေကိုကျွန်တော်တို့ကဒီမှာဒေါ်လာအစိမ်းရောင်နဲ့ပြန်ချေလို့ရမှာဖြစ်ပါတယ်ဒီကောက်လေးတွေကိုရောက်စီဖို့ဆိုရင်ပေါ့နော်ကျွန်တော်တို့ကဒေးလီတက်ဆွေတဲ့မှာအလွယ်တကူစောက်ပြီးလို့ရမှာဖြစ်ပါတယ်ဒီအောင်ကကျွန်တော်တို့မစ်စင်ဆိုရင်နေရာလေးတစ်ခုတက်ချေဝေပြီးတော့ပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့ကနေစေဒေးလီတက်တွေကိုလုပ်ပြီးမဲ့ဆိုရင်ဒီကျွန်တော်တို့ဒီကောက်လေးတွေရောက်စီလာမှာဖြစ်ပါတယ်ဒီကောက်လေးတွေရောက်စီလာပြီးဆိုရင်ကျွန်တော်တို့ကဒီကောက်လေးတွေနဲ့ပေါ့နော်ဒေါ်လာအစိမ်းရောင် ေးတို့ကိုပြန်ချေးလို့ရမှာဖြစ်ပါသည်ဒီပေါင်လေးထဲကိုတချေးဝယ်ပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့ကငေါခုပြီးတာနဲ့ပေါ့နော်ဒီမှာကျွန်တော်တို့ကဒေါ်လာအစက်ရောက်လေး2000နဲ့တရားရရှိမှာဖြစ်ပါသည်ဒီကောင်လေးတွေကလည်းအသုံးဝဲတယ်ပေါ့နော်ရရှိလာပြီးဆိုရင်ကျွန်တော်တို့ကငေါခုပြီးတာနဲ့ပေါ့နော်ဒီမှာကျွန်တော်တို့က2000နဲ့တရားဒေါ်လာအစက်ရောက်လေးတွေကိုရရှိလာမှာဖြစ်ပါသည်โอเคကျွန်တော်တို့ဒီနေရာလေးမှာအချိန်နောက်ဆွေနေရာလေးကိုနှိပ်ပြီးတော့ချိန်ပြပြီးသွားမှာဖြစ်ပါသည် ဟုတ်ပြီကျွန်တော်တို့ဒီမှာဆိုရဲပေါ့နော်ရစီလာနဲ့ကျွန်တော်တို့ဟိုကွိုင်လေးတွေနဲ့ပေါ့နော်ဒီမှာကျွန်တော်တို့ဒေါ်လာအစရောက်နဲ့လဲလဲချီကအောင်မြင်သွားပြီပဲဖြစ်ပါလိမ့်ဒီအားကကျွန်တော်တို့ဒီအစရောက်ခလုံးလေးကိုတစ်ချင်နှိပ်ပေးလိုက်ပါအပြင်မှာကျွန်တော်တို့ပြန်သွားကြည့်မယ်ပေါ့နော်ပြန်သွားကြည့်တဲ့ခါမှာဆိုရဲတော့ကျွန်တော်တို့ရစီလာနဲ့ဒေါ်လာအစရောက်လေးတွေကပေါ့နော်ဒီကဲကိုသူကပေါက်ပေးသွားပြီပဲဖြစ်ပါလိမ့်ကျွန်တော်မှဆိုရဲပေါ့နော်ခုန9ဒေါ်လာကျော်စီလာမို့လို့ပေါ့နော်ဒီမှာ6ဒေါ်လာကျော်ဖြစ်သွားပြီပဲဖြစ်ပါလိမ့်โอเคဒီတဲ့ကနေကျွန်တော်တို့ပတ်စပ်ထုံးကြီးကိုမပြောပြခင်ပါပေါ့နော်ဒီ ABA လေးတွေအကြောင်းအရာအသေးစိတ်ကိုကုလူတို့အနေနဲ့နားမလည်သေးဘူးဆိုရဲပေါ့နော်ကွန်မန့်အမှာဝယ်ရဆွေးနွေးသွားလို့ရမှာဖြစ်ပါလိမ့်ဒီတဲကနေပတ်စံထုံးမဲ့ဆွေးကျွန်တော်တို့ကဒီမှာ Quiet Away နဲ့လည်းပတ်စံထုံးလို့ရမှာဖြစ်ပါလိမ့် Quiet Away နဲ့ပတ်စံထုံးမဲ့ဆွေးကျွန်တော်တို့အနည်းဆုံးပမာဏကားတော့ပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့က ဒီ quad wire နဲ့ပတ်စံထုံးမဲ့ဆိုရဲပေါ့နော်အနည်းဆုံးကျွန်တော်တို့က acetophyte 2ဒေါ်လာပြီးတော့နဲ့ထုံးလို့ရပြီပေါ့နော်ကျွန်တော်မှဆွေဒီမှာ1ဒေါ်လာပြီးနေပြီမို့လို့ဒီထဲကနေကျွန်တော်ကပတ်စံထုံးလို့ရနေပြီပေါ့နော်ပြီးကျွန်တော်တို့ဒီအမဆွေ paper account လေးတွေကိုချိန်ဆမှာဖြစ်တာကြောင့်မလို့ဒီကောင်လေးကိုနှဲပြီးတော့ပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့ချိန်ဆထားတဲ့ paper account လေးတွေကိုမြည်သွေးရမှာဖြစ်ပြီးတော့ဒီ account cover ဆွေနေရာလေးကိုတက်ချင်းနှဲပေးလိုက်ပေါ့ကျွန်တော်ကတော့ဒီနေရာလေးမှာ quad wire နဲ့ပတ်စံထုံးယူမှာဖြစ်တာကြောင့်မလို့ဒီမှာ1ဒေါ်လာပြီးနေပြီပေါ့နော် okay 1ဒေါ်လာကိုထုံးယူမှာဖြစ်တာ ောင့်မလို့ပေါ့နော်ဒီအောက်ကကျွန်တော်တို့ဝေဒရောအော့စတြေးလျနေရာဒီကိုတက်ချင်နေပေးလိုက်ပေါ့ဒီအောက်မှာကျွန်တော်တို့ကကွန်ဖရင့်ဆွေနေရာဒီကိုတက်ချင်နေပေးလိုက်ပေါ့โอเคကျွန်တော်တို့ကွာအဝါရောင်နဲ့ပတ်စံထုတ်တဲ့အခါမှာဆိုရေပေါ့နော်ချစ်ချင်းစုတည်နေကျွန်တော်တို့ကပတ်စံထုတ်လို့ရမှာဖြစ်တာကြောင့်မလို့ပေါ့နော်ကွာအဝါရောင်နဲ့ပဲပတ်စံထုတ်ဖို့ကျွန်တော်ကအကြံပေးချင်ပါတယ်ကျွန်တော်တို့ထုတ်ယူမဲ့ပမာဏလေးတခုပြန်ကြည့်မဲ့ဆိုရင်ဒီအပေါ်ကကောက်လေးကိုတက်ချင်နေပြီးတော့ဒီညနေမှာကျွန်တော်တို့ထုတ်ယူထားတဲ့ပမာဏလေးတခုဒီမှာပြန်ကြည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်လောကတရားရခိုင်နှုတ်ပေးပါနဲ့ကွာအဝါရောင်နဲ့ပတ်စံထုတ်တဲ့အခါမှာဆိုရ Bye. ဒေါ်လာအစက်ရောက်လေးကိုကျွန်တော်ပတ်စံထုတ်ပြပေးမှာဖြစ်ပါလိမ့်ဒီဒေါ်လာအစက်ရောက်လေးထက်ကိုတချင်ဝယ်လိုက်ပါနော်โอเคဒီနေရာလေးမှာဆိုရင်ကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာလေးတွေကိုဒီကဒီမှာပြပေးထားမှာဖြစ်ပါလိမ့်ကျွန်တော်တို့ကိုပတ်စံထုတ်ခွင့်ပေးမဲ့ပမာဏတွေကပေါ့နော်ဒီမှာ9တတမ24ဒေါ်လာဖြစ်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့က100ဒေါ်လာဖြစ်ပါလိမ့်ဒီမှာဆိုရင်ကျွန်တော်တို့ကဒေါ်လာ20ဖြစ်ပါလေပေါ့နော်โอเคကျွန်တော်မှာဆိုရင်ဒီမှာ6ဒေါ်လာကျော်ပြီးနေပြီမို့လို့ဒီထက်ကနေကျွန်တော်က9ဒေါ်လာကျော်ကိုထုတ်ပြပေးမှာဖြစ်ပါလိမ့်โอเค9ဒေါ်လာကျော်ကိုကျွန်တော်တို့တစ်ချက်နှိမ့်လိုက်ပေါ့နော် ော်ဒီအကောင့်ဝင် loss ရဲ့နေရာလေးကိုနှိမ့်လိုက်မယ်ပေါ့နော်နှိမ့်လိုက်တဲ့အခါမှာဆိုရင်ဒီမှာကျွန်တော်တို့နောက်တစ်ဆက်အနေနဲ့ကျွန်တော်တို့ရဲ့ paper gmail ကမှန်မှန်မှန်ဒီချာလေးဆက်ဆဲပေးပါတော့ထုတ်ယူမယ်အမှောက်ကျွန်တော်တို့မှန်မှန်မှန်ဒီချာလေးဆက်ဆဲပေးလိုက်ပါမကန်ပြီဆိုရင်ဒီအကောင့် cover ဆိုတဲ့နေရာလေးကိုတစ်ချင်နှိမ့်ပေးလိုက်မှာဖြစ်ပါတယ် โอเคကျွန်တော်တို့ဒီကောင်လေးပေါ်လာပြီဆိုရဲ့ဒီအောက်ကကျွန်တော်တို့အစဲရခလုတ်လေးကိုတစ်ချင်းနှိပ်ပြလိုက်ပါဟုတ်ပြီဒီလိုနှိပ်ပြလိုက်တဲ့အခါမှာဆိုရဲ့ပေါ့နော်ကျွန်တော်တို့ထုတ်ယူမယ်ဒီအမောက်လေးတွေကပေါ့နော်သူပေးထားတဲ့ဒီမှာ task တွေကိုလုပ်ပေးရမယ်လို့ပြောထားခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ task တွေကိုလုပ်ပေးမယ်ဆိုရဲ့ပေါ့နော်ဒီမှာသူပေးထားတဲ့တရားရခိုင်တို့ကျွန်တော်တို့လုပ်ပေးရမှာဖြစ်ပါတယ်ဒီတရားရခိုင်တို့ပြည်တော်နဲ့ဒီထက်ကနေကျွန်တော်တို့ကဒီပေါ့နော်သူပေးထားတဲ့ဒီမှာဒေါ်လာအစဲရလေးတွေလည်းထပ်မံရရှိမယ်လို့ပြောထားခြင်းပဲဖြစ်ပါ ါလေโอเคကျွန်တော်တို့ဒီလိုလုံးမယ်ဆိုရင်ဒီအောက်ကကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဟုတ်ပြီဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီအဆဲကနေပေါ့နော်ဒီအဆဲကိုကျွန်တော်တို့သူ့မျက်မှောက်ဖြစ်တာကြောင့်မလို့ဒီအောက်ကကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့โอเคဒီမှာဆိုရင်အဝါဒါလေးကတေလာပြီးပဲဖြစ်ပါတယ်ဒီကျွန်တော်တို့ပေါ့နော်ဒေါ်လာအဆဲရောင်လေးတွေကဒီမှာသူကတော့ပေါက်ပြီးတော့တော့ပဲဖြစ်ပါတယ်ပေါ့နော်โอเคဒီဒေါ်လာအဆဲရောင်လေးကကျွန်တော်တို့ပတ်စံထုတ်တဲ့အခါမှာဆိုရင်တတ်တွေလုံလို့ရတယ်ပေါ့နော်ကျွန်တော်တို့တတ်တွေကိုလုံမယ်ဆိုရင်ဒီကောင်လေးကိုလုံမှာဖြစ်ပါတယ် ဒေကောက်လေးတွေကိုကျွန်တော်တို့ niche test တွေကနေရရှိလာမှာဖြစ်ပါတယ်ပေါ့နော်။ Okay ဒေါ်လာအစဲရောင်နဲ့ပတ်စပ်ထုတ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကချင်းချင်းထုတ်လို့မရပါဘူးပေါ့နော်။ကျွန်တော်တို့သူပေးထားတဲ့ task တွေကိုတရားရခိုင်လို့ပြီးအောင်ကျွန်တော်တို့လုံဆောင်ပေးရမှာဖြစ်ပါလိမ့်။ဒီ task တွေကိုလုံလို့အောင်မြင်သွားတဲ့အခါမှာဆိုရင်ပေါ့နော်ပတ်စပ်ထုတ်လို့ရလားမရလားဆိုတာဒီကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါလိမ့်။